တနင်္လာနေ့မွေသူအားလုံးမင်္ဂလာပါ2025ဇူလ20ရက်နေ့နေ့30ရက်နေ့အတွင်းမှာစီဝကံလုပ်ငန်းကံဘဝကံမြန်မာချင်းအလို့ရှိရပြည့်စုံခြင်းဘဝစဉ်တိုးတက်ခြင်းနဲ့ရှင်မကြအောင်မြင်ခြင်းနေကြုံမယ်အလုံးမရှိသူလို့ရမယ်လုပ်ငန်းရှိသူတိုးတက်မယ်စမ်းပွင့်မယ် မိကောင်းဆွေကောင်းထောက်ကူရမယ်။ကောင်းသောအကြီးကဲများနဲ့တွေ့ဆုံမယ်။ရှင်ပြန်ပြီးလုပ်တဲ့ကိစ္စအစဉ်ပြေမယ်။အယဝေးရကောင်းသောသတင်းစကားကြားသိရမယ်။ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်တဲ့ကိစ္စအောင်မြင်မယ်။ပြိုရွယ်သူတွေစမ်းပွင့်မယ်။မင်္ဂလာကိစ္စစီစဉ်မှုများဂျာပန်ဝင်ပတ်သက်ဆောင်ရွက်ပေးရမယ်ခန့်ချမတယ်လေ။ကြားရောက်နိုင်မယ်။၂၂ရည်နှစ်အရာရာအစဉ်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိမည် 23ရက်နေ့မှာရှင်ပြဲမှုမသမျှအောင်မြင်မယ်ဘဝထွတ်တယ်မယ်ကံမြမမယ်24ရက်နေ့မှာလူယုံဒုက္ခပေးမယ်လူလိမ်လူကောက်တွေ့မယ်ရံများမယ်25ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူများမယ်စိတ်ချမ်းသာစရာကြုံမယ်ဒါပေမဲ့အသွာလာကြည့်ဆိုင်ရမယ်အဓိကအရှိရကိုဥတီသွားစရာညဖြစ်တတ်တယ်မနေ့ ခုနှစ်နိုင်ခွဲမှာ9နိုင်တွင် သွာလာနေထိုင်ယူဆိုင်ရမယ်26ရက်နေ့မှာအရာဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ကြိုးပြတဲ့အရာဝင်းမှာကောင်းသောသတင်းစကားနဲ့တိုးထက်ခြင်းစကားတွေကြုံရမယ်အရှိတောင်ရက်ကိုတည်သွားစရာနေရှိတဲ့တဲ့ညနေ3နိုင်နဲ့4နိုင်ခွဲကြမှာသွားလာနေတဲ့ယူဆန်29ရက်နေ့ ချိုးကြတဲ့ပြောင်းလဲမှုနဲ့တုန်တက်မှုရှိမဲ့စမ်းပွင့်မဲ့လူချစ်လူငယ်ပေါ်များမဲ့ကောင်းစေကောင်းလျှော်ပြွေပဒံကောင်းတဲ့ရက်ဖြစ်တဲ့အနာရောဂါကင်းမယ်28ရက်နေ့မှာအရဝေးရကောင်းသောသတင်းစကားကြုံမယ်ခရီးကိစ္စအဆင်ပြေမယ်29ရက်နေ့မှာငွေချေးလတ်လာပါကံထူကောက်မယ်လူရပြည့်စုံမယ်30ရက်နေ့မှာရန်နဲ့ရှင်ပြီးတော့အမယ်အခက်အခဲနဲ့ကြုံပြီးမှအောင်မြင်မယ် အဲ့ဒီနေ့မှာခေါင်းစည်းခေါင်းဆွပြည့်ရဲ့အနာရောဂါခင်ကျင်ချက်တည်တိုးခြင်းဘဝတလန်ဖွင့်ခြင်းတွေကို ရရှိမယ်ဒီကံလာတော်တွင်မှာဇာသပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့သောကြနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နံပါတ်36ကိုယ်ကနေ့ကျိုးပေးတယ် အပြာရောင်ပန်းရောင်နေရောင်ချက်သွေးရောင်တို့ကိုဝတ်ပြီးလို့ရှိရကိစ္စဆောင်ရွက်ပါပန်းရောင်နှင်းစီပွင့်လေးတွေဖျားကတ်တို့ပြီးလို့ရဆူတောင်းခြင်းမချခဏပြေပါဆူတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့ဝေးသူအားလုံးမင်္ဂလာပါ2025ဂျူနာ20ရက်နေ့ရက်နေ့30ရက်နေ့အတောတွင်မှာဘဝအတွက်ရေးပါတယ်ပြောင်းလဲတွေဖြစ်မယ်ဥတီချက်သစ်တွေလောက်ခံရမယ် နေနေရပြုပြင်ခြင်းပြောင်းလဲခြင်းကိစ္စစီစဉ်မှုများဆောင်ရွက်သူများအလုံးစုံ ကောင်းခြင်းကံနဲ့တိုးတက်ခြင်းရှိမယ်အလုံးစစ်တွေကိုစတင်နိုင်တယ်ဆောင်ရွက်လိုက်တဲ့လုပ်ငန်းတွေအားလည်းစတင်ခြင်းမှန်ကန်ပြီးတော့ကောင်းသောကျိုးဆက်အနာဂတ်အတွက်ဖြစ်ပေါ်နိုင်တယ်အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်ဝေးချေးပေးယူကိစ္စဒီမှာဆင်ပြေမယ်ဘဝရည်မှန်းချက်နဲ့လိုလားချက်အောင်မြင်မယ်အခက်အခဲအလုံးကိုကျော်လွှားပြီးဘဝတည်လန်းဖို့မယ် ဝေဂျေပေယူကိစ္စဒီမှာဖြစ်ပေါ်သော ပြဿနာဟောင်းနေဖြေရှင်းနိုင်မယ်မိသားစုမှာလည်းကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းရှိမယ်ဒီကာလအတွင်းဆုံးဖြတ်ချက်မှန်မယ်လုံးတဲ့ကိစ္စမှာမြန်မာတဲ့ကြိုးပေးတဲ့ကံရှိ လူမျိုးကွဲကြိုးပေးမဲ့ကံနဲ့တိုးတက်တဲ့ကံနဲ့ပေါ်ပေါက်နေတဲ့နေထားကိုရောက်ရှိပါတယ်22ရက်နေ့မှာရာရာဆင်ပြေသောကံနဲ့တိုးတက်တဲ့ကံတွေဖွင့်တဲ့ရီမန်းချက်စ်ကိုရှေ့တိုးလို့ရအထူးကြိုးပေးတဲ့ကံနဲ့ တယ်လန်းပွင့်တဲ့နေသားရှိမယ်23ရက်နေ့မှာရပိုင်ခွင့်ဟောင်းနေလက်ဝယ်ပြန်ရမယ်ဘုရားတွတ်တယ်မယ်24ရက်နေ့မှာဝေကြီးကံကောင်းမယ်လက်ပွင့်မယ်လူရပြည့်စုံမယ်25ရက်နေ့မှာအပြိုင်ဆိုင်ကြားတွတ်တယ်မယ်ငွေဖတ်မတင်ဘူးအသွားလာနေတိုင်းကျူးဆက်ရမယ်အရှိရကူတီသွားစရာနေရှိတတ်တယ်မနေ့9နိုင်ခွင့်နဲ့9နိုင်တွင်သွားလာကျူးဆက်မယ် 26ရက်နေ့မှာလူပေါင်းမဆုံးဖြတ်ကျင်မာတဲ့တဲ့ပြဿနာများတဲ့တဲ့ရှန်နေဒီနဲ့ရှင်ပြီးတော့တဲ့တဲ့ညနေ3နိုင်တဲ့4နိုင်ခွဲတွေအနေအထူးများတဲ့ကာလဖြစ်တဲ့ဒီနေ့ဒါအရှိတောင်ရကုတ်တီသွားစရာနေရှိတော်လဲထူးပြူပြူဆက်ရပါမယ်29ရက်နေ့ကတော့မိကောင်းဆွေကောင်းထောက်ကူရင်ချင်းဘဝတိုးတက်ခြင်းနေရှိမယ်28ရက်နေ့မှာခီးကိစ္စအစဉ်ပြေမယ်29ရက်နေ့မှာငွေကြေးကလတ်လာပါကံကောင်းမယ် 30ရဲ့နေ့ကတော့အရာရာဆင်ပြေခြင်းနဲ့ကောင်းခြင်းကံတွေရှိပါမယ်ထူးခြားချက်ကတော့ဇွန်လ29ရက်နေ့နဲ့30ရက်နေ့တွေဟာကောင်းစေမင်္ဂလာရက်ကောင်းရက်မြတ်တွေဖြစ်တယ်အဲ့ဒီနေ့တိုက်ဆက်ပြီးကောင်းစေကောင်းလျှော်ပြုခြင်းစပင်းစတိုင်ပုံစံစတင်ပြောင်းခြင်းပြုကထူးခြားသောကံကြမ္မာကောင်းခြင်းနဲ့ဆွဲဆောင်မှုတတိစီဝါကံကောင်းခြင်းနဲ့ပြရားကောင်းခြင်းလက်ကောင်းခြင်းတွေကုန်လုံးဖြစ်ပေါ်မဲ့အနေထားကိုတွေ့ရပါတယ် တပတ်တာတွင်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ရှိမယ်တလေးကိုကနန်းနေ့ကျိုးပေးတဲ့အဝါရောင်လေးမောရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ထူးခြားစွာအမြင်ကြီးနေကြုံမယ်ကောင်းသောကံကြမ္မာများရစေရန်လို့ငါအဝါရောင်ပန်းဝင်လေးတွေဖျားကတ်လူပြီးလိုရာဆုတောင်းမှဆုတောင်းပြပါမယ်ယေရှုတင်ပါတယ် ဗုဒ္ဓနေဝေသူအလုံးမင်္ဂလာပါ2025ဇွန်22ကနေ30ရက်နေ့တော်တွင်မှာအပြန်ဆိုင်ကြမှာတိုးတက်မယ်။ကောင်းသောနာမည်ကြော်ကြားခြင်းနဲ့တန်လန်းပွင့်ခြင်းရှိမယ်၊ရည်မှန်းချက်အောင်မြင်မယ်။ငွေဖတ်မတင်ဘူး၊ရှင်ပြန်မှုအောင်မြင်မယ်၊ပညာသင်တန်းကောင်းမယ်။အလုံးရည်မှန်းချက်တိုးချက်၍ကောင်းသောကျိုးကျစုရရှိမယ်။ဝေကျေးပေးယူကိစ္စတွေမှာဖြစ်ပေါ်သောပြဿနာဟောင်းတွေကိုဖြေရှင်းနိုင်နေမယ်။ ကာလရှိချဆိုင်းငံ့ထားတဲ့လူတွေကိုလုတ်ခဲ့ပြီးမှ အလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြမခြင်းတွေကိုတစင်ပြီးတစင်ရရှိနိုင်မှာ၂၀နှစ်နေမှာအပြန်ဆန်းအလုံးကိုကြော်ပြီးဘဝတိုးတက်မယ်၂၃ရက်နေမှာရံပတိပက္ခဏနဲ့ထိတိုက်တွေ့မယ်၂၄ရက်နေစူပေါင်းလုပ်ငန်းကြိုးပမ်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်၂၅ရက်နေမှာရံတိုက်ခံများတတ်တဲ့အရှိရဥတီသွားစရာနေရှိတတ်တဲ့ မနေ့ခုနှစ်နိုင်ခွဲနဲ့၉နိုင်အတွင်းသွားလာကြည့်ဆက်ရမယ်လူမျိုးခွဲအကျိုးပေးတယ်26ရက်နေ့ရတော့ရာရာဆင်ပြေခြင်းခံကောင်းခြင်းလိုရာပြည့်စုံခြင်းရှိမယ်သို့တော့ညနေ၃နိုင်နဲ့၄နိုင်ခွဲအတွင်းအရှိတောင်ရကုတီသွားစဉ်ကြည့်ဆက်ရမယ်29ရက်နေ့ရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်အိန္ဒိယခေါင်းစည်းခေါင်းဆိုရက်ကောင်းဖြစ်တယ်28ရက်နေ့မှာဆုံးဖြတ်ချက်မှန်မယ်ရာရာဆင်ပြေမယ်29ရက်နေ့မှာ ြဿနာနှမျိုးဖြစ်ရှင်းနိုင်လိမ့်မယ်30ရည်နှစ်လက်ပွင့်ချင်းကံပွင့်ချင်းခေါင်းစည်းခေါင်းဆော့ရက်ကောင်းနဲ့ကြုံချင်းစုပေါင်းလုပ်ငန်းကြိုးပမ်းခြင်းနဲ့ဘဝတိုးတက်ခြင်းတို့ကိုကြုံတွေ့ရမှာဖြစ်ပါလေဒီကံလအတော်တွင်မှာတင်းလန်နေသောကြာနေငါနေမွေးသူတွေကိုအတွက်ကောင်းကျိုးပေးတယ်တင်းငွေဘုသူမွေးသူတွေကိုဒုက္ခပေးတတ်တယ် နှစ်လေးကိုကနန်းနေကြိုးပေးတယ်အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုသုံးပြီးအလုံးရှိရကိစ္စများဆောင်ရွက်ပါကောင်းသောကံကြမ္မာများရစေရန်အတွက်တစိကောင်းအဟောင်းတစ်ခုကိုရှာဖွေပြီးတော့ဖွဲ့ဆိုင်ထဲထဲဆောင်လိုက်ပါထူးခြားစွာကောင်းလာပါမယ်ကျေးဇူးတင်ပါတယ်